မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလ9ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်ငလျင်သတင်းကတော့သခိုင်းတားရွှေပုံမြို့အနီးကိုဒီကနေ့မနက်ပိုင်းမှာဖော်ပြပြီးတော့လှုပ်ခတ်ခဲ့တဲ့ပြင်းအား၄.၈အဆင့်ရှိတဲ့ငလျင်ကြောင့်ပျော်ဝဲရေဦးခင်ဦးနဲ့မိုးကုတ်မြို့တွေမှာတိတ်သားစွာခန်းစားခဲ့ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဒီနေ့မေလ9ရက်နေ့မြမစံတော်ချိန်မနက်6:03မိနစ်အချိန်ကမှသခိုင်းတိုင်းရွှေဘုံမြို့အနောက်မြောက်ဘက်33ကီလိုမီတာခန့်အကွာမြေအောက်အနက်30ကီလိုမီတာကိုဗဟိုပြစ်ပြီးတော့ Richter scale 4.8အဆင့်ရှိတဲ့အင်အားအသင့်တဲ့ရှိတဲ့မြင်းကန်လင်းတစ်ခုခမှန်လောက်ခတ်ခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားပါတယ်။အဲ့ဒီငလျင်ကြောင်ပျော်ပွဲရေးဦးခင်ဦးနဲ့ မိုးကုတ်မြို့တွေမှာပါတိတာစွာခန်းစားခဲ့ရပြီးတော့မိုးကုတ်မြို့မှာဒီကနေ့မနက်ပိုင်းကငလျင်ကြောင့်နေအိမ်များခါရမ်းသွားတယ်လို့သိရပါတယ်မနက်6နာရီလောက်ကအိမ်တွေရိမ်းထိုးပြီးတော့တုံခါကုန်တာမက်လ28ရက်နေ့ကတောင်မှမိုးကုတ်မှာအဲ့လောက်ကြီးမလှုပ်ခဲ့ဘူးအခုကတော့ခါရမ်းသွားတာပဲမိုးကုတ်မှာလေချောင်းလဲကြောက်ရငလျင်တန်လဲကြောက်ရဖြစ်နေပြီလို့မိုးကုတ်ဒေသကပြည်သူတို့ကပြောပြထားပါတယ်အမေရိကန်ငလျင်စောင့်ကြည့်ရေးဘူမိပြည်တော် USGS ကတော့ဒီကနေ့မနက်ပိုင်းမှာလှုပ်ခတ်သွားခဲ့တဲ့ငလျင်ဟာ ြင်းအား၄.၄အဆင့်ရှိပြီးတော့ကျွေးပုံမျိုးအနည်းကိုပေါ်ပြပြီးတော့လှုပ်ခတ်သွားခြင်းဖြစ်တယ်လို့သတင်းထုတ်ပြန်ထားကစစ်ကောင်စီရဲ့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကတော့ပြောပွဲမျိုးရဲ့ အနောက်အနောက်တောင်ဘက် -30 ခန့်အကွာကိုပို့ပြပြီးတော့လှောက်ခတ်ခဲ့တယ်လို့ဖော်ပြထားပါတယ်။ပြင်းအား၄.၅အဆင့်ရှိတယ်လို့ဖော်ပြထားပါတယ်။မြန်မာနိုင်ငံမှာမက်လ28ရက်နေ့ကပြင်းအား9.9အဆင့်ရှိတယ်။ငလျင်ကြီးလှောက်ခတ်ပြီးတဲ့နောက်နောက်ဆက်တွဲငလျင်ငယ်ပေါင်း160ကျော်လှောက်ခတ်ခဲ့ပြီးဖြစ်တယ်လို့စစ်ကောင်စီရဲ့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းတိုက်ရဝရီခရိုင်မင်းလာမြို့နယ်ရိုးမဖြတ်ကျော်လမ်းပေါ်မှာပြူစော်တီနှစ်ဦးကိုအရှင်ဖမ်းဆီးရမိခဲ့ပြီးတော့စစ်ဆေးနေတဲ့အချိန်မှာထွက်ပြေးတဲ့အတွက်ပြစ်ခတ်ဖမ်းဆီးရာနှစ်ဦးစလုံးတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မေလာ၄ရက်နေ့နေ့လယ်၁၂နာရီကအချိန်မှာမင်းလာမြို့နယ်စိန်ကန့်လန့်မြို့ချောင်းရိုးမဖြတ်ကျော်လန်ပြင်းကလေးခင်ကြီးရွာအနီးမှာဖောကားနဲ့ရောက်ရှိလာတဲ့မင်းလာမြို့နယ်ရွေးကုန်းအုပ်စုဗန်မွေးကုန်းကြီးရွာနေစစ်တပ်လက်အောက်ခံပြူစောတိ ညစော်ဦးနဲ့ဒေါ်ယူပီတို့ကိုအရှင်ဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗါးအခုလိုမျိုးဖမ်းဆီးရရှိတဲ့အတွက်စစ်ဆေးနေတဲ့အချိန်စစ်တပ်စစ်ကြောင်းတက်လာတဲ့သတင်းရတဲ့အတွက်တော်လိုင်းတပ်များကပြန်လည်တိုက်ခိုက်ရန်ပြင်ဆင်နေခဲ့တယ်လို့သိရပါဗါးအခုလိုမျိုးပြင်ဆင်နေတဲ့အချိန်မှာပြူစောတိညစော်ဦးနဲ့ဒေါ်ယူပီတို့ကထွက်ပြေးသွားတဲ့အတွက်ကြောင့်လိုက်လံပစ်ခတ်ဖမ်းဆီးရကနေနှောက်ဦးစလုံးကြီးစံထိမှန်ပြီးတော့တေဆုံးသွားတယ်လို့သိရပါဗါး၎င်းတို့ထံက4ကတစီစစ်ကောင်စီတပ်သားများနဲ့ဆက်သွယ်ပြောဆိုထားတဲ့မိုဘိုင်းဖုန်းတစ်လုံးလက်စွပ်တစ်ကွင်းနဲ့ငကတ်တရံတို့ကိုတင်စီရရှိခဲ့တယ်လို့သိရပါဗါး တယ်။သိဆုံးသွားတဲ့ပြူစောတိညဇော်ဦးနဲ့ဒေါ်ယူဘီဟာစစ်သားများထံကိုမမှန်တဲ့ရင်တွေပေးပြီးတော့ပြည်သူများကိုဖမ်းဆီးခံခြင်းစစ်ဆောင်ပြည်သူများစိုက်ပျိုးထားတဲ့တင်းနံများအပြင်နေအိမ်များကိုစစ်ကောင်စီတပ်သားများနဲ့ပေါင်းကာမတရားဖျက်ဆီးရယူခြင်းစစ်ကောင်စီတပ်သားများရိတ်ခါထောက်ပံ့ပေးခြင်းစစ်သားများရုံးမဘော်ကိုတွာလာရေးအတွက်ဖောကားနဲ့အကြိုပို့လှုပ်ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။ဒါအပြင်တော်လိုင်းတပ်ဖွဲ့များရဲ့အချက်အလက်များနဲ့စခန်းရဲ့ဒီနေရများကိုစစ်သားများထံကိုတရင်ပေးဖို့ခြင်းများပြုလုပ်နေတဲ့အတွက်ကြောင့်ဖမ်းဆီးခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ အခုလိုမျိုးမလုံဆောင်ရန်ပြည်သူ့ကာကွယ်တပ်ဖွဲ့များကအချိန်ချင်းဖုံးဆက်ပြီးတော့သတိပေးတားမြစ်ခဲ့တော့လဲလိုက်နာခြင်းမရှိကြသူများဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းမြောက်လာရှုံမျိုးသိန်းတိုက်ပွဲအတွင်းမှာတည်ဆုံသွားခဲ့တဲ့ဒူတွေအတော့ရည်စူးပြီးတော့မန်စုចောင်းစီရတော်ကိုတိုင်ဥဆောင်ပြီးတော့စစ်ကောင်စီတပ်နဲ့ပူးပေါင်းပြီးရက်ွက်တချို့ထဲမှာ ပရိတ်တွေလိုက်ရပေးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကမေလ၄ရက်နေ့ညနေ၄နာရီအချိန်မှာမန်စုကျောင်းစီအရောကိုတိုင်ဦးဆောင်ပြီးတော့မြို့ပေါ်ကရက်ွက်တွေမှာအနေအကင်းပရိတ်လိုက်ရပေးကြတာဖြစ်တယ်လို့လာရှုံမြို့ကတုံးကပြောပါရယ်။ဘာသာရေးရပြောရမယ်ဆိုရင်စစ်ဖြစ်နေတုန်းကလူတွေအလောင်းတွေအယမ်းကိုများခဲ့ပါတယ်။ ်ပြည်သူတွေဒေတာတွေလည်းရှိတယ်စစ်တပ်ဘက်ကဒေတာတွေလည်းရှိတယ်လို့လက်နက်ကင်တော်လိုင်းတပ်သားတွေလည်းဒေတာတွေရှိတာပေါ့ရက်ွက်တွေတဲကလမ်းကြားတွေမှာပိယပထန်းတွေရွတ်ပြီးတော့ကုသိုလ်ကောင်းမှုတစ်ခုလုပ်နေတဲ့ပုံစံပေါ့အခုလိုမျိုးပိယပထန်းလိုက်ရွတ်ပေးနေတာကလာရှုံမျိုးမှာရှိတဲ့ပြည်သူတွေရဲ့ထောက်ခံအားပေးမှုကိုလိုချင်တာလည်းဖြစ်နိုင်တယ်လို့နောက်ထပ်လာရှုံမျိုးကန်တူကပြောပါရယ်ရက်ွက်တွေမှာလူသေးထားတာက များတယ်လေမကြုတ်သေးပဲနဲ့ခြောက်နေတာတွေလည်းရှိသေးတယ်တကယ်တော့ကိုကန့်ထိန်းချုပ်ကလေးကရက်ွက်တွေတော်တော်များများမှာပိယိယွတ်တရားနာတွေလုတ်ခဲ့ပြီးပါပြီအခုလဲထတ်လုတ်တာပေါ့ အကုန်လုံးတော့မလုံနိုင်ပါဘူးသူတို့လှုပ်ချင်တဲ့ရက်ွက်တွေပဲရွေးပြီးလှုပ်သွားတာလို့ပြောဆိုထားပါတယ်ပြီးခဲ့တဲ့ AP လ22ရက်နေ့ကလာရှုံမြို့ပေါ်ကိုစစ်ကောင်စီတပ်ကဝင်ရောက်လာခဲ့ပြီးတဲ့နောက်လက်ရှိအချိန်ထိမြို့ပေါ်မှာရှိတဲ့ပြည်သူစေယုံကြီးအပါအဝင်အုပ်ချုပ်ရေးရန်တရားတချို့ကိုစတင်လှုပ်ဆောင်နေပြီဖြစ်တယ်လို့ဒေသခံများပြောပြကြတဲ့အရာသိရပါတယ်လာရှုံမြို့ကိုတရုတ်ရဲ့ဝင်ရောက်ကူညီပေးမှုနဲ့စစ်ကောင်စီတပ်ကပြန်လည်အုပ်ချုပ်ခွင့်ရရှိသွားခဲ့တာဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO အနေနဲ့လာမယ့်2028ခုနှစ်မှာ KNDO ရဲ့ဌာနချုပ်တိနေရဟောင်းဖြစ်တဲ့ရန်ကုန်မြို့အင်းစိန်မှာပြန်လည်ပြီးတော့တည်ဆောက်မယ်လို့ KNDO ရဲ့စစ်ဦးစီးချုပ်ဗိုလ်ချုပ်စောရှိလေးကညွှန်ကြားလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO ဟာ KN မျိုးသားအစီယုံ KNU ရဲ့လက်နက်ကင်တပ်ဖွဲ့နှစ်ခုတည်းကတခုဖြစ်ပြီးတော့ KN မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL မပေါ်ပေါက်ခင်ကတည်းကတရှိခဲ့တယ်လို့သိရပါဗျ။ KNDU ဟာ KNU ရဲ့လက်နက်ကင်အဖွဲ့ဖြစ်နေ1948ခုနှစ်ကနေ1949ခုနှစ်အထိဂျပန်အစိုးရနဲ့လွတ်လပ်ရေးခေတ်ဦးမြန်မာအစိုးရတို့ကိုစန့်ကျင်တိုက်ခိုက်ခဲ့ကြောင်း KNDU ရဲ့ဌာနချုပ်ဟောင်းဟာရန်ကုန်တိုင်းအင်းစိန်မှာအခြေစိုက်ခဲ့ကြောင်း၎င်းကပြောဆိုထားပါဗျ။မြန်မာကာလမှာ KNDU ရဲ့စေဦးစီးချုပ် ဗိုလ်ချုပ်စောရှိလီကလာမယ့်2028ခုနှစ်မှာကရင်အမျိုးသားကာကွယ်တပ်ဖွဲ့ KNDO ရဲ့ဌာနချုပ်ဟာတချိန်ကဒီနေရာဟောင်းဖြစ်ခဲ့တဲ့အင်းစိန်မြို့ကိုတဖန်ပြန်လည်ပြီးတော့တိဆောက်မယ်လို့ KNDO ရဲ့တမူးများကိုညွန်ကြားချက်ပေးထားကြောင်းသိရပါဗျ။ KNDO စေဦးစီးချုပ်ရဲ့ထုတ်ပြန်ချက်နဲ့ညွှန်ကြားချက်ကအတိဖြစ်ပါတယ်။မှန်ကန်တယ်ဆိုတာ KNDO ဘက်ကအတိပြုပါတယ်လို့ကရင်ဒေါ်လာရေးသတင်းအရေးမြစ်ကပြောကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းမှာ TNL သိမ်းပိုက်ထားတဲ့ကြောင်မဲမြို့နယ်ကိုစစ်ကောင်စီက ဒုတိယအကြိမ်လေရင်နဲ့ဘုံများထပ်မံကျဲချခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့မေလ9ရက်နေ့မနက်7:15မိနစ်အချိန်နဲ့မနက်7:27မိနစ်အချိန်တို့မှာစစ်ကောင်စီရဲ့တိုက်လေရင်ကကြောင်မဲမြို့နယ်အတွင်းကိုဘုံများကျဲချသွားတယ်လို့သိရပါတယ်။လေရင်ကတော်တော်လေးကြောင်ဝဲပြီးတော့မှဘုံကျဲသွားတာနှစ်ကြိမ်ကျဲတယ်။ဘုံနှလုံးလောက်ရှိမယ်။အထိကိုက်ကတော့မသိရသေးဘူးလို့ကြောင်မဲဒေသခံပြည်သူတို့ကပြောပြထားပါတယ်။စစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်သွားတဲ့နေရာဟာကြောင်မဲမြို့အဝင်အမြောက်တပ်ဟောင်းနေရာလို့သိရပြီးတော့ကြောင်မဲမြို့ဈေးရုံနေရာမှာ ဟုတ်ဘူးလို့ပြောပါတယ်အခုနှစ်ဇန်နဝါရီလ25ရက်နေ့ကလည်းကြောင်မဲမြို့နယ်မှာရှိတဲ့စေယုံကိုစစ်ကောင်စီတပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက် CDM တူနာမြို့ဆီယမတအူလူနာတအူစုစုပေါင်း9ဦးသေဆုံးခဲ့ပြီးတော့အယောက်20ကျော်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်စစ်ကောင်စီကတရုတ်နိုင်ငံကူမင်းမြို့မှာပြုတ်လုခဲ့တဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲမအောင်မြင်တဲ့အချိန်ကစတင်ပြီးတော့မိုးကုတ်နောင်ချိုကြောင်မဲအပါဝင် PNL တိုက်ခိုက်သိမ်းပိုက်ထားတဲ့မြို့များကိုလေကြောင်းတိုက်ခိုက်မှုများဇက်တိုက်လှုပ်ဆောင်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းရေဦးမြို့နယ်အင်းပထိုးကြီးရွာမှာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့စစ်ကောင်စီတပ်က Jet Fighter နဲ့ဗုံးကြဲတိုက်ခတ်ရာအသက်40ကျော်အရွယ်အမျိုးသမီးတအုပ်သိမ်းဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ီကနေ့မေလ9ရက်နေ့မနေ့9နိုင်ခန့်အချိန်မှာရေဦးမြို့နယ်အင်ဘထိုးကျေးရွာမှာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့မိထီလာလေတပ်ကနေတက်လာတဲ့ Mid 29တိုက်လေရင်နဲ့ပေါင်250ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့ရာခမင်းချက်နေတဲ့အသက်40ကျော်အရွယ်အမျိုးသမီးတအုပ်တေဆုံးပြီးတော့နောက်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ ်ပေါင်250ပုံကျဲချသွားတာပါထမင်းချက်နေတဲ့အမျိုးသမီးကြီးတူသေးဆုံးတယ်ထိခိုက်ဒဏ်ရာရတဲ့သူတွေကတော့အသက်အန္တရာယ်မစိုးရင်ရပါဘူးနေအိမ်တွေလည်းအကုန်ပျက်စီးကုန်တယ်ဘုံကျဲချတာကရွာထဲလို့လည်းပြောလို့ရပါတယ်လယ်ဝင်းတွေထဲလည်းဘုံကျဲချတယ်လို့ရေဦးမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ကတာဝန်ရှိသူကပြောပြထားပါတယ်ရေဦးမြို့နယ်မှာဗားတိုက်ပွဲမှာမရှိတာဟာ ကာလအတန်ကြာပြီဖြစ်ပြီးတော့အချက်မဲ့စစ်ကောင်စီကပြည်သူလူထုကိုပြစ်မှတ်ထားကလေးချောင်းတိုက်ခိုက်မှုများမကြာခဏပြုလုပ်လျက်ရှိတယ်လို့သိရပါတယ်။ဒါကြောင့်ပြည်သူများအနေနဲ့လေးချောင်းရံကာကွယ်ရေးနီလန်းများကိုလိုက်နာပေးကြပါရန်နဲ့ဘုံခုကျင်းများကိုတူးထားကြရန်တိုက်တွန်းထားတယ်လို့သိရပါတယ်။စစ်ကောင်စီကတော့မလျင်ဘေးကြောင့်အပြစ်ခတ်ရက်တယ်။ဘာညာသွေးယူသွေးရန်တွေရှောက်ပြောပြီးတော့ထုတ်ပြန်ချက်တွေထုတ်နေပေမဲ့ကျွန်တော်တို့ပြည်သူတွေကိုဘုံကျဲတက်ဖြတ်နေတာဖြစ်ပါတယ်။ ရှေ့လျှောက်လေချောင်းရံကာကွယ်နိုင်ဖို့လေချောင်းရံသတိပေးချက်တွေသတင်းတွေကိုနားဆွင့်ဖို့လေချောင်းရံကာကွယ်ရေးနီးလန်းတွေကိုလေ့လာဖို့အတွက်တိုက်တွန်းချင်ပါတယ်လို့ရေးဦးမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ကတာဝန်ရှိသူကတိုက်တွန်းပြောဆိုထားပါတယ်အလားတူပဲဒီကနေ့မေလ9ရက်နေ့မနက်ပိုင်းမှာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့သခိုင်းတိုင်းကဏီမြို့နယ်ချောင်းမအရှိရွာအနီးမှာအကြမ်းမတ်စစ်တပ်ကလေချောင်းကနေပြီးတော့ဘုံကျဲတိုက်ခိုက်ခဲ့ရာလူနေထိုင်ခြင်းမရှိတဲ့မိသက်ယုံအဆောက်အုံတချို့ထိခိုက်ပျက်စီးခဲ့ပြီးတော့လူထိခိုက်မှုတော့မရှိဘူးလို့ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ောင်းအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့ငလျင်သတင်းစီးရီးသတင်းနဲ့နိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတော့ Revolute Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျောင်းမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ပေါင်းကကင်းဝေးပြီးတော့အချမ်းဘတ်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ